မင်္ဂလာပါရှင် PPTV ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြသတင်းလာချင်းလာစီစီကနေကြိုဆိုလိုက်ပါတယ်ကျမကတော့ချူပါပြည်သူတွေချားမှာပြန့်နှံ့နေတဲ့သတင်းမှားတွေအချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာက သတင်းမှားဘယ်ဟာကချင်းဆိုပြီးတော့တင်ဆက်ပေးသွားမှာပါပိတ်သက်တွေနေနဲ့လည်းဖက်ရှုလိုက်ရတာတွေမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိချင်တော့ comment တွေမှာဝင်ရောက်ရေးသားမေးမြန်းနိုင်ပါတယ်ဒီဒီဘက်အတွက်တင်ဆက်ပေးပါတွေကတော့ ရိုးမတောင်ကျင်းမှာအာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေကတေဆုံမှုများပြားနေရဆိုတဲ့ချင်းဝင်းဖြူမြို့နယ်ပေတော်ကျောင်းကုန်းရွာမှာရှိတဲ့ဘာကကျောင်းကို PDF တွေကဖျက်ဆီးပြီးတော့ရိတ်ခါတွေယူဆောင်သွားတယ်ဆိုတဲ့သတင်းမှနဲ့ရင်းမပင်မြို့နယ်ကျေးစာကျရွာမှာရှိတဲ့ PDF တွေကိုစစ်ကောင်စီကဝင်ရောက်ဆင်းလင်းရှင်းလင်းခဲ့ရဆိုတဲ့ချင်းအကြောင်းအရာတွေပါပဲအာရခတ်တပ်တော် AA ကတော့ရခိုင်ပြည်အတွင်းမှာစစ်တွေ ကျောက်ဖြူနယ်မန်အောင်မြို့တွေကလွဲရင်ကျန်းတဲ့မြို့တွေအလုံးကိုတိမ့်ပိုက်ဆုံးမှုထားတာပါဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့နှစ်နိုင်ငံနယ်ဆက်အရေးကိစ္စတွေမှာစစ်ကောင်စီနဲ့မပြောတော့ဘဲအင်းနဲ့သာစကားပြောရမယ်လို့တရားဝင်စကားပြောကြားရထားတဲ့အထီကိုနယ်မြေတွေကိုတိမ့်ပိုက်ဆုံးမှုထားနိုင်ပါတယ်အဲ့လိုနယ်မြေအများပြားထိန်းချုပ်ထားနိုင်တဲ့အင်းတပ်ဖွဲ့က AFD တိုင်းအတွင်းတိုက်ပွဲတွေပေါ်ဆောင်နိုင်ရေးအတွက်တော်လန်ရေးတပ်တွေကိုကူညီမှုတွေလှုပ်ဆောင်ပေးနေရပါတယ် ဒီလိုအခြေအနေတွေကိုဖုံးကွယ်ထားဖို့အတွက်စစ်ကောင်စီလော်ဘီတွေကဂျင်းတွေရေးပြီးရောပြည်သူတွေကြားမှာဖြန့်ချိနေပါတယ်။အခုလည်းခွန်ရစာ Facebook အကောင့်ကနေပြီးရောရိုးမတောင်ကြီးမှာအရခတ်တက်တော်အေးနဲ့ပူပေါင်းတက်တွေကခြေကုပ်ရသွားပြီဆိုတာမဟုတ်ဘူးဆိုတာနဲ့တိတ်ဆုံးမှုတွေများပြနေရလို့ချင်းထက်ဖြန့်ချိနေရပါ။အဲ့ဒီပိုဆယ်ပြည့်နှက်မှုက line 963 share 188နဲ့ comment ကတော့40ကျော်ရှိတာတွေ့ရပါတယ်။ ဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ချူရီရဲ့ဖက်ချက်အဖွဲ့ကစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေအောင်တွေ့ရှိခဲ့ရပါတယ်လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့တည်င်းဌာနတွေမှာကငတိုင်းချောင်း၊ဂွားလမ်းပိုက်မှာရှိတဲ့ရင်းနှသားရွာအနီးနဲ့စစ်ကောင်စီရဲ့အမြောက်တပ်၃လေးလေးဝင်းကျင်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့ပဲပသိမ်မုံရွာလမ်းပိုက်ပေါ်ရေကြီးမြို့နယ်ဆက်ဆက်ယူကျေးရွာနဲ့ရှောပြကျေးရွာအာရခတ်တပ်တော် AA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကထိ ंछ ုပ်ထားနိုင်ပြီလို့ရေးသားဖော်ပြခဲ့ကြတာပါ ရခိုင်ပြည်နယ်မှာအေအေကိုစစ်ရှုံးထားတဲ့စစ်ကောင်စီတပ်ကအေယာဝတီတိုင်းမြို့သိမ်းတိုက်ပွဲတွေမှာအေအေရဲ့ပအဝင်တိုက်ခိုက်ပေးနေမှုတွေကသွေးပြက်ကြောင်ရွံ့မှုတွေဖြစ်နေစေတာပါ။အဲ့လိုဖြစ်နေလေလေသတင်းမှားတွေဂျင်းတွေကိုပြည်သူတွေချမ်းမှဖြန့်ချီလေပါပဲ။ခွန်ရစာ Facebook အကောင့်ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုလဲပြုတ်ပြင်စီမံတိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။ တော်လည်းအကောက်နဲ့မကွေးဒေသမှာစစ်ကောင်စီတပ်တွေမြေပြင်ကနေစစ်ကြောင်းထုတ်ဖို့ဆိုတာမလွယ်ကူပါဘူး။နေမြေထိစပ်မှုအနေထောက်ကြည့်မယ်ဆိုရင်လည်းမကွေးဒေသကစစ်ရေးအတွက်အရေးပါတယ်လို့ပြောရပါမယ်ရှင်။အဲ့ဒါကြောင့်လည်းအခုမကွေးစီတို့ကမ်ပိန်းလိုမျိုးတော်လန်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့နိုင်မှုအတွက်ရည်ရွယ်လှုပ်ဆောင်နေအောင်လည်းတွေးလာရပါတယ်။ တော်လိုင်းတက်ဖွဲ့တွေစိုးမှုမှုအားကောင်းပြီးတော့စစ်ကောင်စီတက်တွေမြေပြင်မှာဝင်ရောက်ဖို့မလွယ်တဲ့အခြေအနေတွေမှာစစ်ကောင်စီလော်ဘီတွေကတော်လိုင်းတက်တွေနဲ့ပြည်သူတွေအကြားမှာအထင်မြင်လွဲစင်မဲ့ကိစ္စရပ်တွေကိုအခုလိုမျိုးချင်းထက်ရေးသားပြီးဖြန့်ချိနေပါတယ်။ အဲ့ဒါတော့စစ်ကောင်စီလော်ဘီအောင်မိုးကျော် Telegram Channel ကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ပေတော့ကျောင်းကုန်းရွာမှာရှိတဲ့ဖခါကျောင်းကို PDF တွေကလာရောက်ဖြတ်စည်းပြီးတော့ကျောင်းသားကျောင်းသူတွေအတွက်တင်ထားတဲ့ရိတ်ခါတွေအားလုံးကိုယူဆောင်သွားတယ်လို့ရှင်းတာဖြန့်ချိနေပါတယ်။အဲ့ဒီ post ရဲ့ပြန်နှံ့မှုပါ like 161 comment တစ်ခုနဲ့ view ကတော့9000ကျော်ရှိရတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးချိုးရဲ့ဖက်ချက်အဖွဲ့ကစစ်စစ်တဲ့အခါမှာလည်းမဟုတ်ဘူးဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ အညာအခြေစိုက်သတင်းဌာနတွေမှာလည်းအခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဖော်ပြထားတယ်လို့မတွေ့ရှိရသလိုသတင်းဌာနကြီးတွေမှာလည်းအခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဖော်ပြထားတာမတွေ့ရပါဘူးရှင်။နေမည်ဆိုမှုမှုရရှိနေတဲ့တော်လိုင်းတက်တွေနဲ့ပြည်သူတွေအကြားမှာအထင်မြင်လွဲမှားစေလို့တဲ့ရည်ရွယ်ချက်တွေနဲ့ဖြန့်ချိနေတဲ့အကြောင်းအရာဖြစ်တာကိုလည်းသူတို့အဖွဲ့ကစစ်စစ်တွေ့ရှိထားရပါတယ်။ ဟာမိုးချိုတယ်လီဂရမ် channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်အစအဆုံးကလောက်ကျန်ဖက်တီတိဆက်ချက်ဖြစ်နေရအောင်တွေ့ရပါတယ်။စစ်ကောင်စီလော်ဘီနေပြည်တော် Telegram Channel ကတော့သတင်းမှတစ်ခုတင်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပါဗျ။အဲ့ဒါတော့စကိုင်းတိုင်းရှင်းမပင်မြို့နယ်ကျေးစာကြရွာမှာရှိတဲ့ PDF တွေကိုစစ်ကောင်စီကဝင်းရောက်စီးနင်းရှင်းလင်းခဲ့ပြီးတော့ PDF တပ်သား40ကျော်ကိုဖမ်းဆီးရမိခဲ့လို့ရှင်းသားဖြန့်ချိနေရပါအဲ့ဒီပိုဆက်ပြန့်နှံ့မှုက like 86နဲ့ view ကတော့8000ကျော်ရှိရတွေ့ရပါတယ်အကြောင်းအရာကိုစစ်စစ်ကြည့်တဲ့အခါမှာလည်းလွဲမှားနေပါလေရှင်လလပီယုံကြည်စိတ်ချရတဲ့တည်ထောင်နာတွေမှာကကျေးစာကြရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ဒေသခံပြည်သူ40ကျော်ကိုလူသားအထိုင်းဖြစ်ဖမ်းဆီးကစစ်ကြောင်းထိုးနေရကြောင်းအနီးအနားရွာကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရလို့ဖော်ပြခဲ့တာပါ စစ်ကောင်စီတပ်တွေရဲ့ပြည်သူတွေကိုဖမ်းဆီးသွားတာကို ဖုံးကွယ်ချင်တာနဲ့ lobby တွေက PDF တွေပဲဖမ်းဆီးသွားတဲ့အောင်လည်းချင်းထက်ဖြန့်ချိနေရပါပဲ။နေပြီးတော့ Telegram Channel ပေါ်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုလဲလှည့်ဖြားမှန်းသောတစ်ဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။အခုတင်ဆက်ခဲ့တာတွေပေါ်ပြည်သက်တွေနေနဲ့ကျင်းနဲ့နှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက်လာမယ့်ပတ်တွေမှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပရိသတ်တွေအနေနဲ့စစ်စစ်ခြင်းတဲ့အကြောင်းအရာတွေရှိရင် message box ကနေတစ်ဆင့်ဆက်သွင်းနိုင်ပါတယ်။အဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှလည်းဖြစ်ပါတယ်ရှင်။ပြည်သူလူထုတရက်လုံးတည်င်းလာချင်းလာခွဲခြားသိမိပြီးစစ်ကောင်စီလော်ဘီတွေရင်ချင်းထိတ်ခံရခြင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။